မချော40ချော60ချောပေါ်80တဲ့ကျွန်တော်တို့ရဲ့ဂျမားရေလောကရဲ့အမှောင်ဖက်ချမ်းပေါ့နော်မင်္ဂလာပါကျွန်တော်ချမ်းမြေပါခင်ဗျကျွန်တော်ဒီနေ့ညကတော့ကျွန်တော်ဈေးကြောင်းတက်ခဲစဉ်ကကျွန်တော်တို့ရဲ့ဂျမားရေလောကရဲ့အမှောင်ဖက်ချမ်းပေါ့နော်လူတွေတိတ်မသိသေးတော့ဂျမားရေလောကသားတွေပဲတည်တဲ့တချို့မကောင်းတဲ့အချက်လေးတွေကိုကျွန်တော် sharing လုပ်ပေးပါမယ်အခုခေတ်မှာတော့ကျွန်တော်မျှော်လင့်ပါတယ်မရှိတော့တော့မျှော်လင့်တယ်ကျွန်တော်တို့ခေတ်တုန်းကတော့ ဒီလိုမျိုး အမောင်ဇယိုက်တွေနဲ့ကြုံခဲ့တာပေါ့နော်အဲအဲ့ဒီဟာလေးကိုမျှဝေခြင်းပါတယ်အခုရည်ရချက်ကတော့ဒီခေတ်မှာဒီလိုမျိုးမရှိတော့ဘူးလို့လည်းမျှော်လင့်တယ်ရှိခဲ့ရင်လည်းလိမ္မာပါနဲ့စွာနဲ့ဘယ်လိုမျိုးရှောင်ကွင်းကြမလဲဆိုတဲ့ဟာလေးကိုရည်ရွယ်ပါတယ်ပေါ့နော်အဲပထမအဦးဆုံးကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ dark side ပေါ့နော် အမောင်ထုတ်ကြီးကိုမကောင်းတဲ့အကြောင်းလေးကိုကျွန်တော်ဖြီးမပြောခင်မှာပထမအဦးဆုံးကျွန်တော် တောင်းပန်ချင်တာကကျွန်တော်ရည်ရွယ်ပြီးပြောတဲ့ဆရာသမားတွေရဲ့ဆရာကုံသမားကုံကိုကျွန်တော်စော်ကားလို့စိတ်မရှိပါဘူးသူတို့အာပညာကျွန်တော်တို့ပညာတက်အောင်သင်ပေးတယ်တော်ပါတယ်တကယ်လည်းတော်ခဲ့တယ်ဒါပေမဲ့တယောက်တယောက်ချမ်းစီမှာကကြတော့လေတော်တဲ့အားတွေပဲမဟုတ်ပဲနဲ့ အဲညင်ဆိုးလေးတွေပေါ့နော်သူတို့ညင်ဆိုးလေးတွေကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ဟာလေးကိုပဲကျွန်တော် share မှာပါအာပညာမတော်ဘူးလို့မဆိုလိုပါဘူးဒါပေမဲ့အကျင့်စရိုက်လေးတွေကတော့မဖြူစင်ဘူးဆိုတဲ့ဟာလေးတွေကိုကျွန်တော်ထောက်ပြခြင်းလို့ကျွန်တော်ပြောတာပေါ့နော်ဆိုတော့အဲဗီဒီယိုကတော့နည်းနည်းရှင်းလိုက်မယ်အခုလောလောဆယ်အမျိုးသမီးတွေចောင်းသူတွေဘယ်လိုခံစားခဲ့လဲဆိုတဲ့ဟာလေးကိုကျွန်တော်အရင်ပြောပေးမယ်ပြီးတော့မှကျွန်တော်ကိုယ်တိုင်လည်းအမျိုးအဲចောင်းသားတယောက်အနေနဲ့ပေါ့နော် အဲကျွန်တော်လည်းဘလို့အနစ်ကွက်ခံခဲ့ရလဲဆိုတဲ့ဟာလေးကိုဒုတိယပိုင်းအနေနဲ့ပြောပြပါမယ်ပေါ့နော်အဲပထမပိုင်းအနေနဲ့ကကြတော့အမမိန်ကလေးတွေပေါ့နော်မိန်ကလေးတွေကျွန်တော်ဘယ် subject လို့ကျွန်တော်ဘယ် department လို့ကျွန်တော်ကြည့်ရွယ်ပြီးမပြောပါဘူးအမတ်ဘေးစီမင်းလေးနဲ့ကျွန်တော်စပြောပြမယ်အဲ့ဒီလောကဆိုရင်ကျွန်တော်တို့ចောင်းသားတွေကြမှာအမတ်ဘေးစီမင်းတစ်ခုရှိတယ်အဲ့ဒါဗာလဲဆိုတော့မချော40ချော60ချောပေါ်80တဲ့ဒါက marking scale ပေါ့နော်ဒီကအတိတ်ဘယ်ကဗာလဲဆိုတော့မိန်ကလေးတယောက်ကပေါ့နော် အဲစာဘလောက်ပဲရနေရနေလက်တွေ့စာတွေ့ဘလောက်ပဲထူးချွန်နေထူးချွန်နေသူဒီရုံးမချောဘူးဆိုလို့ရှိရင်40ပဲရမယ်အမတ်က40ပဲရမယ်ပေါ့နော်အဲချောပြီဟေးဆိုလို့ရှိရင်စာမရကျင်နေအောင်တော့ yes no okay ဖြေလဲ60ရမယ်ချောပြီးတော့မှဝတ်တဲ့အချိန်မှာ ကိုခန္ဓာလေးပေါ်ပေါ်နေနေဝတ်တတ်တယ်အဲ sexy ဖြစ်အောင်လို့နေတတ်တယ်ဆရာကြီးတွေနဲ့ light tight လေးနေတတ်တယ်ဆိုလို့ရှိရင်80ရမယ်ဂုံတူးထွက်တယ်ပေါ့နော် ဒါကကျွန်တော်တို့အဲအကြောင်းတက်တုံးကအဲ့ဒီရစာချိုးလေးအတိုင်းပေါ့တကယ်ဟုတ်မဟုတ်တော့ကျွန်တော်လည်းအဲမင်္ဂလိမဟုတ်တော့မသိဘူးဗျာအမတ်ဘေးစီမင်းတွေဘယ်လိုလဲဆိုတာလေအဲအဲ့တော့စီနီယာကျွန်တော်တို့ရဲ့စီနီယာတွေအတူတူတင်ခဲ့တဲ့ကျောင်းသူတွေဆိုလို့ရှိရင်တော့ပိုတိမှာပေါ့နော်အဲအားတခုနောက်တခုအားခါကြတော့ဘယ်လိုမျိုးလဲဆိုတော့ဥပမာစာတင်နေဆိုပါတော့မင်္ဂလိရဲ့ပခုံးလေးကိုဒီလိုဒီလိုမျိုးစာဖတ်ပြီးတော့ကျွန်တော်တို့ညီကို border လိုမျိုးဗျာပခုံးဖတ်ပြီးတော့မှ လက်တွေ့တင်တဲ့အချိန်မှာပေါ့နော်တင်ပပတ်လင်မှာဝိုင်းပြီးပြောမှာပခုံးပေါ်လက်တင်ပြီးစာတင်တာမျိုးအဲအဲ့ဒီတော့ကတော့မစင်စားမိဘူးပေါ့နော်ကျွန်တော်တို့ကလည်းလေအော်ဒီဒီလိုမျိုးပခုံးပေါ်လက်တင်ပြီးစာတင်တာကျွန်တော်တစ်ဖက်တည်းတင်တာမဟုတ်ဘူးနှစ်ဖက်ကိုဒီလိုမျိုးကင်တဲ့ဟာလည်းရှိရမိန်ကလေးပခုံးကိုနော်ဒီလိုလေးကင်ပြီးတော့မှသမီးလေးစာမေးမယ်ဆိုတာမျိုးလေးအဲအဲ့လိုမျိုးကြီးလည်းရှိခဲ့တယ်နောက်တော့မျိုးခါကျတော့စာတင်ခန်းထဲမှာမိုင်းနဲ့စာတင်တဲ့အချိန်မှာဒီမိန်ကလေးတယောက်ရဲ့လက်ကိုဒီလိုကင်ပြီးတော့မှဆရာကြီးကနော် ီလိုဆွဲပြီးတော့မှဒီဥစ္စာဒါ hydro C ဖြစ်ခဲ့တယ်ဆိုပါတော့အဲ तू ကအဲ့လိုမျိုးလာ hydro C ဆိုတာဗျာဟိုဟာအဲယိုမျိုးသားတွေမှာဖြစ်တဲ့ယောဂကပ်ပယ်အိမ်မှာရေဝိုင်းနဲ့ရေမုန့်လို့ခေါ်တယ်နဲ့တွေ့အဲ့ဒါအဲ့လိုယောဂအဲ့တော့မိန်းကလေးတောင်ရဲ့လက်ကိုကင်ပြီးဒီလိုမျိုးပြောတာဗျာအဲ့တော့ဒီတိုင်းကင်တဲ့အပြင်ဒီတိုင်းကင်တာမဟုတ်သေးဘူး तू ကဒီလိုလေးလှုပ်လိုက်တည်းဟာဒီလိုလေး ဲ့တော့အဲ့ဒီအချိန်မှတော့ကြာလေကျွန်တော်တို့ကမိန်းကလေးကိုမစားနာမိခဲ့ဘူးဩဒါကိုဟာတအမြင်လို့ပဲမြင်ခဲ့တယ်အဲဘယ်လိုလဲဆိုတော့ဟိုပါပေါ့အုံနောက်တွေငယ်ခဲ့တာပေါ့နော်ကျွန်တော်တို့ကလည်းဩဒါဟာတတခုပဲဆိုတော့မှအများနည်းတူပဲဟာတလိုပဲသဘောထားခဲ့တယ်ကိုအသက်အရွယ်ရလာတဲ့နေရာတနေရာရလာတဲ့ဆိုတဲ့အချိန်မှဒီဟာက abuse လုပ်တာပဲဒါလည်းတနည်းအားဖြင့်ကသူ့ကိုဟိုမိန်းကလေးဘယ်လိုရှက်နေမလဲအကြောင်းသူလေးတယောက်ကဘယ်လိုရှက်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့လည်းမတွေ့မိခဲ့ဘူး လုံနေတဲ့ဇာကြီးကိုယ်တိုင်ကရောကိုယ်သားသမီးဆိုလို့ရှိရင်ကိုယ်သမီးအရွယ်ဆိုလို့ရှိရင်ဒီလိုမျိုးလုံမလားပေါ့နော်ဒီလိုအချိန်မှာမှကျွန်တော်တို့ကလည်းစဉ်းစားတတ်တယ်မိကုန်းနေမိတတ်ပါပေါ့နော်ဒါကကျွန်တော်တို့ကြုံခဲ့ရတဲ့အသေးအဖွဲလေးတွေပဲရှိသေးတယ် main လေးတော်တော်များများကျွန်တော်တို့ senior ဒေါက်တာမြောင်းဝင်းကြီးဆိုလဲပြောပါလေပြောဘူးပါလေသူ Facebook မှာလေဒီလိုမျိုးတွေကိုမိန်းကလေးတွေခံခဲ့ရတာဒါကတကယ်အမှန်တရားတွေပေါ့ ကျွန်တော်ထင်ပါတယ်เนาะအခုခေတ်မှာဆိုလို့ရှိရင်เนาะဒီလိုမျိုးကိစ္စကြီးလည်းမရှိတော့ဘူးလို့ထင်တယ်အဲကျွန်တော်တို့ဈေးအကြောင်းတက်ခဲ့တယ်ဆိုတာက2006 2008 2008အဲ့ဒီ3နှစ်ကကျွန်တော်တို့ရနောက်ဆုံးနှစ်တွေအဲ့ဒီအချိန်တွေမှာဖြစ်ခဲ့တာဆိုတော့အဲ့ဒီခေတ်က တော့မျက်စိပွင့်နားပွင့်မရှိတာတွေအင်တာနက်တွေကတအားရမတွင်ကျဲတာတွေဆိုတော့လေအဲဖြစ်ခဲ့မှာပေါ့အဲ့ဒီအချိန်တော့အားလေအခုချိန်မှာတော့မရှိတော့ဘူးလို့ ထင်ပါတယ်မရှိတော့ဘူးလို့လည်းမျောလင်းပါတယ်ရှိခဲ့သည်ရှိတော်လည်းကိုယ့်ရဲ့ဂျူနီယာလေးတွေစေချောင်းတက်နေတဲ့ညီမလေးတွေကိုပြောချင်တာကတော့ရိတ်မှာပါနဲ့စွာနဲ့ရှောင်ကွင်းနိုင်ပါစေဒီဒီလိုမျိုးအဖြစ်တွေကိုလူပုံလည်းမှာမိုက်ကြီးနဲ့အဲ့လိုမျိုးအဆက်တကွဲဖြစ်အောင်လို့ပြောတာကိုအဆက်ခွဲအဆက်ခွဲတယ်ဆိုတာကိုကွဲမှန်းမသိအောင်လို့စတင်နေတဲ့အဖြစ်တွေဒါမျိုးတွေကိုရှောင်ရှားနိုင်ကြပါစေဆိုရဲရည်ရွယ်ချက်နဲ့ကျွန်တော်ဒီဒီဟာလေးကိုတခုပြောပြတာပါအဲနောက်ဗီဒီယိုမှာကကြတော့ကျွန်တော် ိုတိုင်နိုင်ငံကျော်ပေါ့နော်နိုင်ငံကျော်ဆရာကြီးတယောက်ကဘလိုမျိုးကျွန်တော်ကိုချိုးချိုးနှိမ့်နှိမ့်လူပုံနဲ့မှာဆဲခဲ့လဲဆိုတဲ့ဟာလေးကိုကျွန်တော်ဖောက်သိထားပါအောင်မယ်ခင်ဗျဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်းကစိုက်ကားသမားလောက်တောင်အဆင်မရှိဘူးဆိုတာနဲ့စပြောတာကျွန်တော်လွယ်အိတ်တူမလွယ်လို့ကျွန်တော်တော့ဘယ်လိုလွယ်ရမလဲခေါင်းမော်ရွတ်ထားမှာကျွန်တော်တို့စေချောင်းတက်ခဲ့စဉ်ကကျမရဲ့လောကရဲ့အမောင်ချမ်းကို ပြောပြနေတာပေါ့နော်ဒီဗီဒီယိုကတော့ဒုတိယပိုင်းကျွန်တော်အနှိတ်ကုတ်ခံခဲ့ရတဲ့ဟာလေးကို share ပေးမှဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ကိုစူခဲ့ဆဲခဲ့တဲ့ဆရာကတော့နိုင်ငံကျော်ဆရာကြီးပေါ့နော်တော်တော်များများလည်းအဲတော်တော်များများကလည်းသူ့အဆဲကိုမလွတ်ခဲ့လူတွေတော့ရှိပါတယ်ဒါကတော့အထူးစားမဟုတ်ဘူးလို့တော့မြင်ကြမယ်ပေါ့နော်အဲအမျိုးသား၁၀ယောက်ကျောင်းသား၁၀ယောက်ဆိုရင်၉ယောက်လောက်ကတော့သူ့အဆဲနဲ့မလွတ်ခဲ့တဲ့အချိန်ပေါ့နော်ကျွန်တော်တို့ကမကွေးစေတက္ကသိုလ်မှာတက်ခဲ့တာပါအာ ဆရာကြီးကစာတင်တော့တော်တော်ကိုကောင်းတယ်သူ CVS ကိုအဲ cardiovascular system ပေါ့နော်အဲဒီနှလုံးနဲ့သွေးကြောဆိုင်ရာကိုသူရှင်းပြီဆိုလို့ရှင်လုံးဝရှင်းလင်းပြီးတော့မှစာတောင်းတစ်ခေါက်ပြန်ကြက်ဆရာမလို့လောက်အောင်ကိုရှင်းတာတော်တော်ကိုတော်တယ်စာတင်ကတော့လေအရန်ကို impress ဖြစ်တယ်အရန်တော်ခဲ့တယ်ဒါပေမဲ့သူစဲခံရပြီဆိုရင်ခုနကသူ့ကိုလေးစားထင်ကြီးပြီးတော့မှစာတိုင်ကောင်းတယ်ဆိုတဲ့အချက်တည်းကပျောက်ချင်မလားပျောက် အလောက်ထိကိုစဲတက်စူတက်တဲ့ဆရာပေါ့နော်အဲကျွန်တော်เนี่ยဘလို့ဖြစ်တာလဲဆိုတော့အဲကျွန်တော်တို့ကမကွေးမှာတက်ခရရတယ်ကျွန်တော်တို့ကရှမ်းပြည်ကသွားတယ်ဆိုတော့ဗျာဟိုမြင်သာအောင်လို့ကျွန်တော်လည်းနေရှင်းပြမယ်ရှမ်းပြည်ကသွားတယ်ဆိုတော့ရာဒီဥတု climate changes ကအရန်กว่าတယ်ရှမ်းပြည်မှာအရန်အေးတယ်မကွေးလို့ရာဒီဥတုမျိုးနေခင်ဘက်ကညဘက်က40ဝန်းကျင်လောက်ဖြစ်နေတဲ့အပူချိန်ကတော်တော်ကြီးကိုကျွန်တော်တို့အတွက်ကတဟဇာတာမဖြစ်ခဲ့တဲ့အချိန်ကြီးပေါ့နော်အဲ့ဒီမှာကိုစာသင်ခန်းထဲမှာပေါ့နော်ဒီလိုမျိုးရက်တောင် ဒီလိုခတ်ပြီးတင်နေလို့ရှင်ဆဲပြီးအဲ့ဒီနေ့ကစာမတင်တော့ဘူးသူကရက်တောင်ခတ်နေတာကိုចောင်းသူဖြစ်ဖြစ်ចောင်းသားဖြစ်တယောက်တွေးလိုက်တယ်ရက်တောင်ခတ်နေတဲ့ចောင်းသားတယောက်တွေးရင်သူစာတင်မတင်တော့ပါဘူးသူဆဲပြီးစဆဲပြီးမင်းတို့ကအရှိမရက်ပြီးရောမမောပန်းတင်နေတဲ့ဆရာကြီးတို့မှအာမနာမင်းတို့ကရက်ခတ်ရဲသေးတယ်ဆိုပြီးစဆဲလိုက်တာအဲ့ဒီတစ်ချိန်လုံးဗျာနှစ်နိုင်ဆိုရင်နှစ်နိုင်လုံးဆဲပဲဆဲသွားစာဆက်မတင်တော့သူကအဲ့လိုလူမျိုးပြီးတော့ယောက်ျားလေးတွေဒီလိုမျိုးအင်ကြီးဝဲလို့မရဒီလို ဒါ spot shot ပေါ့နော်ဒီလို column တော့ပါတယ်ဒီလိုမျိုးဟာလုံးဝဝတ်လို့မရဘူး shot အင်ကြီးပဲဝတ်ရတယ် shot အင်ကြီးလက်တူတော့ရတယ်လက်ရှည်ဆိုလို့ရှိရင်လည်းလက်ရှည်ကိုကြည်ပြီးမတက်ထားလို့မရဘူးခောက်ထားရမယ်ကြည်ပြီးမတက်ဘဲနဲ့လက်ရှည်ကဘလက်ဘလက်ဖြစ်နေရင်လည်းဆဲပြီးဂျင်မောင်းပြီးဝတ်လို့မရဘူးဂျင်မောင်းပြီးတော့ထားပါတော့အင်ကြီးကလည်းထားပါတော့ဒါကျွန်တော်တို့လက်ခံနိုင်တယ်အဲစတိုင်ပန်ဝတ်ရမယ်โอเคစတိုင်ပန်တော့ဝတ်ပေးရဒါပေမဲ့ဗျာစဉ်းစားကြည့် ကျွန်တော်တို့စာတင်ခန်းရအဲကွန်ဖွင့်တာမဟုတ်ဘူးပန်ကားကလည်းမီးပြတ်နေတယ်မလားဘူးရက်တောင်ပဲအားကိုရလေဒီလောက်ပူလောင်နေတဲ့အချိန်မှာဗျာရှက်အင်ဂျီဝဲရတယ်အင်ဂျီကိုဘောင်းမီတယ်ထည့်ဝဲရမယ်ပေါ့နော်ဆိုတော့ဟိုလမ်းသွားလမ်းလာသူ့ရှေ့မှာဆိုတော့ကျွန်တော်တို့ကလည်းအဲ့လိုတော့ဝက်တော့ဝက်တာပေါ့ဒါပေမဲ့စာတင်ခန်းနဲ့ရောက်နေအကုန်လုံးထိုင်တင်ပြီးတော့ပူပူလောင်လောင်နဲ့ရက်မခက်ရဆိုတဲ့အချိန်မှာအင်ဂျီကိုလွတ်လွတ်လပ်လပ်ပေါ့ကျွန်တော်တို့ကလည်းဟို ထုတ်ထားတာပေါ့ဗျာဘောင်းကြီးရနေထုတ်ပြီးတော့မှသူလင့်လက်တလို့ပေါ့ဒီလိုလေးခိုးလှုပ်လိုက်ဒီလိုလေးခိုးလှုပ်လိုက်ပူတဲ့အချိန်မှာအစာရောအာရုံဆိုင်လို့မရတော့ဘူးဒီပူရေချွေးတွေတောက်တောက်ကျနေတယ်ဆိုရဲဟာတော်တော်ဒုက္ခရောက်ခဲ့ရအဲ့ဒါကို तू ကမစားမနာအောင်ဆဲလာကျွန်တော်ကကျွန်တော်ကအဲ့တကွန်းနဲ့ညိရဘလို့ဖြစ်တာလဲဆိုတော့ဗျာကျွန်တော်ကိုအဲ तू ကစာလက်တွေ့တင်တာပေါ့ဆေးရုံမှာပေါ့နော်စာတင်ပြီးလို့ရှိရင် exam လောက်ခိုင်းတဲ့အချိန်မှာထွက်လာခဲ့စမ်းပြဆိုတာမျိုး तू လှုပ်လေရှိရတရက်ကကျွန်တော်ရှက်အင်ကြီးဝတ်ထားတယ် လက်တွေလည်းအပြည့်တက်ထားတယ်ကြည်ကြီးရော။ तू ကကျွန်တော်ကြည်လိုက်တာပေါ့ရှက်အင်းကြီးကြည်ကြီးအပြည့်တက်ထားရင်ဆိုမှကျွန်တော်ခေါ်ထုတ်တာဗျာ။အခေါ်ထုတ်ပြီးတော့မှ GVP ဆန်းနဲ့ GVP ဆိုတာဟိုကနှလုံးအားနည်းတယ်ဆိုတော့အခြေအနေမှာကိုကျွန်တော်တို့ကအဲစတတူတွေအဲနှစ်ချက်တွေဒီတိုင်းဘာမှနားမထောင်ပဲနဲ့ဆန်းနဲ့ exam steps တခုပေါ့နော်ဘလို့ပုံစံနဲ့ဆမ်းမှလဲလူနာဘက်ကိုဘယ်ရဝင်မှလဲအသေးကိုဘလို့ဖိမှလဲဆိုရဲအချက်တွေရှိရဲ JVP ဆိုဒီဘက်ကဒီနာမမြင်နေရတဲ့တွေးကြောမကြီးကိုဘလို့ဖောင်းလာအောင်ကြည့်မလဲဆိုရဲစမ်းတက်နေတခုပေါ့ဗျာမြင်တာအောင်ပြောမယ်ဆိုအဲ့ဒါကိုစမ်းပြဆိုတော့ကျွန်တော်စမ်းပြတယ်သူရှိမှာအကုန်လုံးရှိမှာပေါ့နော်သူရှိမှာဆိုတော့စာသင်ခန်းတစ်ခန်းလုံးရဲ့ရှိမှာကျွန်တော်ခေါ်ထုတ်ပြီးစမ်းခိုင်းတာကျွန်တော်စမ်းပြတယ်အာ very good excellent အဲအဲ့လိုပြီးပြောပြီးတော့ကြွေးတာပဲ ်မင်းကစိုက်ကားသမားလောက်တောင်အဆင်မရှိဘူးဆိုတာနေစပြောတာကျွန်တော်အင်းကြီးကိုဘောင်းဘောင်းမိတယ်ထဲမွေထားအောင်အရန်ပူလို့ကျွန်တော်ချွတ်ထားထိုင်ကုန်မှာထိုင်တာလက်တရတော့သူမြင်တာရယ်ဆိုတော့ကျွန်တော်ကဒီတိုင်းနေရပေါ့ကျွန်တော်ကိုခေါ်ထုတ်လိုက်ကြတယ်တော့ကျွန်တော်သိပါတယ်ငါတော့သွားပြီဆိုတာလေဒါပေမဲ့လည်းသူခေါ်ထုတ်တဲ့ခါကျမှဝင်ရင်လဲစဲခံအထိမှလေအဲ့တော့ထွက်သွားလိုက်တယ်မထူ तू စမ်းခိုင်းတော့ကျွန်တော်စမ်းပြရဲ तू သဘောကျရဲမှန်တယ်တခါလဲနဲ့အဆင်ပြေရဲဒါပေမဲ့စဲခံရတယ်စဲတဲ့အချိန်မှာစကလုံးအုံတုံးက ဟိုဆရာဝန်ကြီး professor ကြီးတယောက်ကထွက်လာမဲ့စကလုံးကိုမရွေးဘဲနဲ့ကိုယ့်ရဲ့ចောင်းသားကိုဟိုမြေကြီးထဲကိုဝင်သွားလောက်အောင်လို့ကိုရွေးပြီးတုံးတုံးပြီးတော့မှဆဲခဲ့တဲ့ဆရာကလေကျွန်တော်အဲ့ကလေးကသူ့ကိုအထင်မကြီးတော့သူဘလောက်ပဲပညာရည်တော်နေတော်နေဝိတ္ထုတွေဗီဒီယိုတွေရုပ်ရှင်တွေအဲထဲမှာသူ့ရဲ့ဝိတ္ထုတွေကဘလောက်ပဲခမ်းနားနေပါစေအောင်တော့တတ်တာပဲ ဘာဖြစ်လို့လဲဆိုစာတင်ကောင်းတာကောင်းတာတခုပဲဒါပေမဲ့ကိုလူကြီးတယောက်ဖြစ်နေပြီဆိုလို့ရှိရင်ဒီလိုမျိုးဆဲရမလားမဆဲရဘူးလားဆိုတာဆုံးဖြတ်သင့်နေတဲ့ leadership skill သူ့မှာရှိရမယ်ဟုတ်တယ်ဟုတ် right ကျွန်တော်ပြောတာ personal level ရပေါ့နော်ဆရာကြီးတမားကြီးတယောက် level ရဆဲလို့ရပါတယ်ဟိုနားအောင်ဆဲလဲရတယ်ဘလို့ဆက်ဆက်ရတယ်ဒါပေမဲ့စီးနေပေါင်းနေတော့ဆဲသင့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် အဲចောင်းသားတယောက်ကိုအဲ့အသက်အရွယ်မှာသူအသက်အရွယ်နဲ့ကျွန်တော်အသက်အရွယ်အဖေအရွယ်ပါပဲသူဆုံးမလာလဲကျွန်တော်နာခံရမှာပေါ့နော်ဒါပေမဲ့စေဆုံးမလို့တင့်တဲ့စကလုံးကိုရွေးပြီးတော့မှဆုံးမတင့်တယ်လို့မြင်တယ်သူပြောတဲ့စကလုံးတွေကအဲစိုက်ကားသမားကိုရှက်အင်ကြီးပေးဝဲပြီးတော့မှဒီလိုမျိုးစမ်းနေဆိုပြီးတင်ပြီးတော့မှအဲဒူနာရှိမှစမ်းခိုင်းလို့ရှင်မင်းထက်အများကြီးတာတယ်အဲ့ဒီလိုစကလုံးတွေကိုဒါပပလေးပဲရှိတယ်ကျွန်တော် ထပ်ပြောမှဟိုမကြောက်ဝဲမနာတာတဲ့စကားတွေလည်းပါတယ်ကျွန်တော်စိတ်ထမမထည့်ထားတော့ဘူးအဲ့လိုစဲခန့်ရကြတဲ့ကကျွန်တော်ကသူ့အပေါ်ထားတဲ့ respect တွေကပျောက်သွားပြီသူ့ဘလို့လေးစားမလဲဆိုတာမသိတော့အဲ့တော့ဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့တကယ်တကယ်အဖြစ်အပျက်ဒီလိုမျိုးသူ့ရဲ့စဲခန့်ရတဲ့အကြောင်းသားတွေကလည်းအများကြီးပဲဒုနဲ့ဒီပဲတခုရှိတည်းရယ်လွယ်အိတ်လွယ်တာလွယ်အိတ်ကိုဘိုးတော်ပြားလက်ထက်ကလို့လွယ်ခိုင်းတာဗျာဒီလို့ လေးစောင်း cross band လည်းမရှိလို့ cross ကိုကျွန်တော်တို့ကဒီလိုဖြတ်လွယ်မလားမရဘူးအဲ့လိုဖြတ်လွယ်အိတ်ကိုအဲ့လိုဖြတ်လွယ်လို့တဲ့ဟိုဗာလဲကူလီထန်းသမားလားတဲ့နော်ဟိုဗာလဲတွန်းလဲတွန်းလာလားကူလီထန်းသမားလားမင်းတို့ကဆိုပြီးပြောတာလွယ်အိတ်ကတော့ဗျာဘယ်ခေရောက်နေပြီလဲဗျာစဉ်းစားကြည့်ပါဦးလွယ်လွယ်အိတ်ဒီလိုမလွယ်လို့ကျွန်တော်တို့ဘယ်လိုလွယ်ရမလဲခေါင်းမော်ရွထားမှာဘယ်လိုသွားမှာသူကဘယ်လိုလွယ်ခိုင်းနေထင်လဲဒီလိုဘေးဆောင်လွယ်တဲ့စဉ်းစားကြည့်ဒီလိုဘေးဆောင်လွယ်ရမယ်လွယ်အိတ်ကို မိန်ကလေးလည်းမဟုတ်ဘူးဗျာဘေးဆောင်ဘလို့လွယ်မလဲယောက်ျားလေးတွေစဉ်းစားကြည့်လေအဲ့တော့ခေါင်းပေါ်ရွက်ထားပြရမလားခုနပြောစလို့ပဲ तू ကဘလောက်ပဲတော်နေတော်နေသူ့ရဲ့ဝတ္ထုတွေဘလောက်ပဲကောင်းနေကောင်းနေနိုင်ငံကြော်တဲ့ရုပ်ရှင်တွေဘလောက်ပဲရိုက်နေရိုက်နေအကယ်ဒမီပဲရရကျွန်တော်ကတော့သူ့ဘော်လေးစားမှုမရှိတော့တတ်တာပဲဒါကကျွန်တော်ရဲ့ရင်ွေးပြက်ကိုကျွန်တော်ပြန် share ပေးတာပါ အာစာတင်ကောင်းပြီးတော့မှလေအဲ့လိုမျိုး dark side တွေကမရှိတင်ဘူးလို့ကျွန်တော်ထင်တယ်။အဲ့ဒီကြေကတော့ကျွန်တော်စဉ်းစားမိရဲ့ငါလည်းလူကြီးတယောက်တော့ဖြစ်မှာပဲဖြစ်လာတဲ့အချိန်မှာငါသူ့လိုတော့လူပုံလည်းမှာလူတယောက်ကိုအဆက်တကွဲအကျုံနဲ့ဟိုဝီစီတီကြသွားချင်းစိတ်ဖြစ်အောင်လို့ငါဘယ်တော့မှမဆဲဘူးလို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ဒါကတော့ကျွန်တော်ရဲ့အမှန်တရား။ဒါလေးကိုကျွန်တော်ရင်နာနာနဲ့ပြောပြတာပါပေါ့နော်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှပြန်တွေ့ပါအောင်မယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 所以汝即卖著结吧，拜拜。